မွေဝဒီရေတက်ကဖမ်းသွားတဲ့ကျမ်းမာရေးဝန်ထမ်းဟောင်းနှစ်ဦးနဲ့မိသားစုဝင်နှစ်ဦးပြန်လွတ်လာပါတယ်။ရေဖြူမြို့နယ်ကံပေါက်ဒေသအခြေစိုက်မွေဝဒီရေတက်စခန်းဌာနချုပ်မှာဖမ်းဆီးထိန်သိမ်းခံထားရတဲ့ကျမ်းမာရေးဝန်ထမ်းဟောင်းအပါအဝင်မိသားစုဝင်၃ဦးနဲ့အခြားကျမ်းမာရေးဝန်ထမ်းအောင်၁ဦးအလုံး၄ဦးပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ကံပေါတိုက်နယ်စေယုံကအငင်းစားသူနာပြုစီအောင်မှဒေါ်တန်တန်မောအပါအဝင်တားနဲ့တမီးငယ်ဖြစ်သူ၃ဦးတိုက်နယ်ကျမ်းမာရေးဌာနကဝန်ထမ်းဟောင်းဦးကျော်စိုးဝင်းတို့ကိုမွေးရဝတီရေတက်ကမေလ30ရက်နေ့ညမှာဖမ်းဆီးသွားခဲ့တာပါဖမ်းဆီးခံရပြီးလောက်ဝက်ကျော်အကြားဇွန်လ16ရက်နေ့နေ့လယ်ပိုင်းမှာတော့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်သူတို့တွေကိုဘလို့အကြောင်းပြချက်နဲ့ဖမ်းပြီးဘာကြောင့်ပြန်လွှတ်ပေးလိုက်လဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူးရှင်